မင်္ဂလာပါရှင်မင်းသမီး editorial talk season ကနေပြန်လည်ကြိုဆိုပါရစေ။အဲဒီတစ်ပတ်မှာတော့ဒီဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတဲ့နာမည်နဲ့အာဏာရယူခဲ့တဲ့ဒီကာလအတွင်းလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့ပြောဆိုဆွေးနွေးသွားဖို့ season ထားပါတယ်။ဆိုတော့မင်္ဂလာပါဆရာရှင်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ။ဒီစက်ကောင်စီကနေပေါ့နော်ဒီနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဆိုပြီးတော့နာမည်ပြောင်းရှာတူတွေပြောင်းပြီးတော့ပြောင်းလဲတွေလုပ်ခဲ့တာပေါ့နော်အဲဆိုတော့ အပြောင်းလဲတွေမှာပေါ့လေဒီဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတဲ့နာမည်ကနေပြီးတော့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဆိုပြီးတော့ပြောင်းလဲလိုက်တဲ့နေရာတွေမှာဘာတွေထူးခြားမှုတွေရှိလဲဘာအပြောင်းလဲတွေရှိလဲအရင်ဆုံးပြောပြပေးပါအောင်ရှင်အနာသိန်း၄နှစ်ခွဲပြည့်တဲ့နေ့ဖြစ်တဲ့ဇူလိုင်31ရက်နေ့မှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာတက်မတော်ကာကွယ်ဦးစီးချုပ်ကိုလွှတ်အပ်ထားတဲ့အာဏာသုံးရက်ကိုအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကာလုံကိုပြန်ပြီးတော့အပ်လိုက်တယ်။ဒီတော့အာဏာသိမ်းပြီးအဖွဲ့ထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ NASA ကဆိုတာပြတ်သွားပြီးတော့ကာလုံကရှေ့ပြန်ရောက်လာတယ်။ဒါကလုပ်ငန်းစဉ်ရဲ့သဘောကိုပြောတာပါ။တကယ်တမ်းမှာတော့မင်းအွန်လိုင်းကဘယ်လက်ကနေညာလက်ကိုပြောင်းပေးလိုက်တာပဲ။ဘာလို့ဒီလိုပြောရလဲဆိုတော့ကာလုံမှာအကြီးအကဲယာတုဖြစ်တဲ့ယာယီသမရနေရာကိုမင်းအွန်လိုင်းကပဲယူထားတာ။ ီနေရာကိုမူလာရယူထားတဲ့ဒုသမရဦးမြင့်ဆွေကျမကြီးအကြောင်းပြုပြီးတော့2024ခုနှစ်ဂျွန်လတည်းကသူလွှဲယူထားတာအဲ့ဒီတော့တချုံမင်းအောင်လိုင်ကယာယီသမရမင်းအောင်လိုင်ကိုအာနာပြတ်အပ်တဲ့ကလပန်ထိုးတဲ့လောက်ရပ်ဒါတင်လားဆိုတော့မဟုတ်သေးဘူးယာယီသမရမင်းအောင်လိုင်ကနိုင်ငံတော်အေဂျင့်တာယာကြီးနဲ့ဖွံ့ဖြိုးရေးကော်မရှင်ဆိုတာရဲ့နောက်ကာလုံယုံအဖွဲ့ကိုပြန်ဖွဲ့တာရဲ့ပြီးတော့ အစိုးရအဖွဲ့ဆိုတာဖွဲ့ထားရဲ့နောက်တချို့မြို့နယ်တွေကိုစျေးချိုကြီးလက်မှတ်ရေးတို့ထုတ်ပြန်တာတွေလုပ်ပြန်ရောအဲ့တော့ဒီဇက်ထုတ်တစ်ခုလုံးကသူပဲမင်းသားသူပဲလူကျန်သူပဲကားလိပ်ဆွဲသူပဲမီးထိုးနဲ့သူတယောက်တည်းကိုအလုရှုံနေတာဇက်ကွက်အသေးရဆိုရင်တရုတ်ပြည်ကစစ်ကော်မရှင် ပုံစံပေါ့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဆိုတာဖွဲ့လိုက်ပြီးတော့ဩဂရနဲ့ဒူဂရတာဝန်တွေကိုတတ်ချုပ်မင်းအောင်လိုင်းနဲ့ဒူတတ်ချုပ်အဲဆိုဝင်းတို့ကနေပြီးတော့ယူထားတယ် အဲ့ဒီလုံအေးစစ်ကော်မရှင်မှာအရင်စစ်ကောင်စီအဖွဲ့ဝင်ခုနခုနှစ်ယောက်ပြန်ပါလာပြီးတော့အဖွဲ့ဝင်အစ်အနေနဲ့ပြည်ထောင်ဝန်ကြီးဌာနဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နိုင်ငံရေးဝန်ကြီးဦးတန်းဆွေညကဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ပါဝင်လာခဲ့တယ်။အဲ့ဒီကော်မရှင်မှာအရင်ကစစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့အရသာခုနှစ်ယောက်နဲ့တပ်ဖက်ကအနာပေးခံလိုက်ရတဲ့ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ဗိုလ်ချုပ်ကြီးတယောက်စန်းတို့ပါမလာတော့ဘူး။ ဗိုလ်ချုပ်ကြီးမြာထွန်းနဲ့ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းတို့ကတော့သူကအရက်ဖက်ဝင်ကြီးဌာနတွေမှာဝင်ကြီးအဖြစ်ဆက်ရှိနေတယ်ဖြုတ်ချခံလိုက်ရတဲ့ဦးနာမောင်လွင်ဒေါက်တာမူထန်းဒေါ်တွဲဘူးပိုးရဲအောင်သိန်းဖရိုမန်းကြီးမောင်ဒေါက်တာဘားရွှေခွန်ဆန်လွင်သူတို့တွေကအကြံပေးဖွဲ့ရောက်သွားပြီးတော့သူတို့အရင်တည်းကအနာပေးခံထားတဲ့ဦးသိန်းညွန့်ဦးခမောင်ဆွေဒေါ်အေးနုစိန်တို့နဲ့အဲ့ဒီဘက်မှာပြတ်ဆုံး ဆက်ဆက်လို့ပြောရရင်တော့အကြံဖေးအပွဲဆိုတာယာဓုရှိပြီးအာနာမရှိဒါပေမဲ့ခန်းစား권ရတဲ့ဟာမျိုးပေါ့သူမင်းအောင်လာရသူ့ကိုတစ္ဆာကန်တဲ့သူတွေလည်းသူလည်းဆက်မတုံးကျင်တော့ဘူးဒါပေမဲ့ဟိုလူတွေလည်းအတင်းပြောလို့မရကန်လို့မရအောင်ထားလိုက်တဲ့သဘောကာလုံကဖွဲ့ပေးလိုက်တဲ့အစိုးရအဖွဲ့တွေမှာဝင်ကြီးချုပ်အစ်စ်အနေနဲ့မင်းအောင်လာရဲ့လူရင်းဗိုလ်ချုပ်ကြီးညိုစောနော်သူကတာဝင်ကြီးချုပ်အဖြစ်ဝင်အမျိုးသားစီမံကိန်းဝင်ကြီးဌာနဝင်ကြီးဆိုတာလည်းယူရတယ် အဲ့ဒီအစိုးရအဖွဲ့နဲ့အရင်စစ်ကောင်စီအဖွဲ့တဲ့အစိုးရအဖွဲ့မှာဝင်ကြီးချုပ်တာဝန်ယူထားတဲ့သူတွေပဲ꽌သွားတာနော်ဝင်ကြီးဌာနမှာတာဝန်ယူထားတဲ့ဝင်ကြီးတွေဒုဝင်ကြီးတွေကတော့တိတ်ပြီးတော့မြန်မာစားသားပြောင်းတာမရှိဘူးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌစီမံဘဏ္ဍာဝင်ကြီးပညာရေးဝင်ကြီးဟိုတယ်နဲ့ခီးသွားလာရေးဆရာစစ်ကောင်စီဥက္ကဋ္ဌရုံးဝင်ကြီးအေးဌာနတဲ့ရာထူးဝင်အဖွဲ့ဥက္ကဋ္ဌ တိုင်းသားလူမျိုးရေးရာဝန်ကြီးဌာနတွေမှာတော့လူပြောင်းလဲရှိခဲ့။စီမံဘာနာဝန်ကြီးဦးဝင်းရှင်ပညာရေးဝန်ကြီးဒေါက်တာညွန့်ဖေစစ်ကောင်စီဥက္ကရာယုံဝန်ကြီးဌာနတစ်ဝန်ကြီးဗိုလ်ချုပ်ကြီးမိုးအောင်ဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဦးကျော်စိုးဝင်းနဲ့တိုင်းသားလူမျိုးရေးရာဝန်ကြီးဦးခွန်တန်းစော်ထူးယာဒူးဝင်ဖွဲ့ဥက္ကရာဦးအောင်တော်တို့ကိုတော့ယာဒူးကနေပြီးတော့လုံလုံဖယ်ရှားပလိုက်တယ် ဒီအခင်းချင်းဖြစ်လာတာတော့ပြောရရင်မင်းအောင်လှိုင်အစောတာအစောပိုင်းနဲ့သူစူးစမ်း2008သူတို့ကင်ထားတဲ့2008ဖွဲ့စည်းဟိုအခြေခံဥပဒေကနှစ်နှစ်ထဲကနေပြီးတော့သူစူးစမ်းတယ်ဒါမဲ့အခြေအနေကမပေးဘူးအော်စီးရရရှုံးနေမှုတွေဖြစ်လာတဲ့အခါမှာပို့ပြီးတော့လောက်ခက်သူအနေနဲ့တကယ် legitimate ရတဲ့ဟာတကယ်လူယိုသေးရှင်ယိုသေးရွေးကောက်ပွဲပေါ်တယ်အဲ့လိုမျိုးဖြစ်အောင်သူလုံးလုံးမရဟိုလုံးလုံးမရတဲ့အနေဒါအခုအခြေအနေကတော့ဒါပြောရရင်တော့တရုတ်ရဲ့ဘီယာဒီဟာမှမသွားလို့ရှိရင် ဇလတ်ဆုံးပြီဖြစ်တဲ့အတွက် तू ဟိုရတဲ့ဟာနေသွားတဲ့သဘောပေါ့နော်ဒါမဲ့ तू ကအဲ့ဒီလိုလုပ်တဲ့အခါမှာ तू ရေရှည်အတွက်ပါ မျော်မှန်းပြီးတော့အာနာဆဝန်တိဆောက်ပုံလုပ်ခဲ့တယ်အဲ့ဒါလေးကိုရှင်းပြကြမင်းအွန်လိုင်းအတွက်က तू မှ तू အနီးကပ်ဆုံးမှရှိနေဖို့လိုတဲ့လူနှစ်ယောက်ပေါ့သူ့ရဲ့ညာလက်ယုံကလက်မြွန့်စာဖားချုပ်ရဲဝင်းဦးနဲ့သူ့ရဲ့ လူယုံစရီးမှတ်တမ်းလိုက်တဲ့လူတွေလို့ဖြစ်တဲ့အောင်လင်းတွေတို့ဟာကာလုံရဲ့အမှုဆောင်ချုပ်နဲ့တွဲဘက်အမှုဆောင်ချုပ်တွေဆိုပြီးတော့ရာရာသူအစ်စ်ဖန်တီးပေးလိုက်တဘောကတော့ဒီလူတွေကာလုံမှာဝင်ပါနေလို့ရအောင်လုပ်လိုက်နောက်ဒီအုတ်ချုပ်ရေးဘက်ကိုနော်ဥပိုင်ငွေတွေကင်ရတဲ့ဝင်ငွေထွက်ငွေတွေကင်စီမံခန့်ခွဲရတဲ့ညိုစောဒါသူကပြောရရင်တော့သူ့ကိုယ်စားအုတ်ချုပ်ခိုင်းတာအစိုးရဘက်အဲသူမျက်နှာလွှဲလို့ရအောင်လုပ်တာ ဗိုလ်ချုပ်ညိုစောကဟိုကြံရီဖန်ရီကောင်းတဲ့လူမဟုတ်ဘူးဒါပေမဲ့ခိုင်းနာလုတ်တက်တဲ့လူကြီးအကြိုက်ပေါ့ဟောသူကအာနော်နိုးမပြောတဲ့ပုတ်တင်ညိုခေါင်းညိတ်လုတ်တဲ့လူမျိုးပြီးတဲ့အခါကျရင်သူတို့ဒါစစ်တက္ကသိုလ်ဟိုဆင်းနေတယ်မှာသူကဗိုလ်ချုပ်ရာပြေးပြီးလို့ရှိရင်အဲမင်းအွန်လိုင်းတို့ဟိုဟိုဗိုလ်ချုပ်ဆိုးဝင်းတို့ပြီးသွားရင်သူကစီနီယာအကြဆုံးပဲအဲ့မှာဗိုလ်ချုပ်ရာပြေးရတော့ဗိုလ်ချုပ်ညိုစောတဲ့ အပတ်စဉ်တစ်ခုစောပေမဲ့လည်းသူဝင်ကြီးရာထူးမှာပဲဆက်ရတယ်။ဒါကလည်းသူတို့ဟိုမေအောင်လိုင်းနဲ့အရင်အကြောင်းနေရှိမေအောင်လိုင်းရေးရှိမှာသူရဲ့တတ်ချုပ်ရာထူးကိုလွှဲဖို့ကြော်သွားလင်းကိုစဉ်းစားထားတော့သူကအခုစစ်ကော်မရှင်ထဲမှာထည့်ပြီးတော့ဒီလက်ရှိစီရေးပိုင်းနေအဓိကကြတဲ့စစ်စင်ရေးတွေကင်တွယ်နေတဲ့ဒူးချုပ်အဒူရီယာပေါ်ချုပ်မှုကြီးစိုးဝင်နေရဟိုသူကထောက်ထားတာပေါ့ကြည်ခိုင်းတာ ဲ့တော့ဘာဖြစ်မလဲဆိုတော့ရေရှိမှာဒူးချုပ်ဆိုးဝင်းအတွက်ကာလုံမောင်းစစ်ကွန်ပရှင်မောင်းနေရာမရှိတော့နောက်သူမရောက်နိုင်ရဖြုတ်ထုတ်ရှင်းနေလောက်တာရှိတယ်ဖယ်ရှားတာတယ်အဥပမာပိုချိုကြီးမိုးအောင်ပေါ့ပိုချိုကြီးမိုးအောင်ကကွယ်လွန်သွားပြီဖြစ်တဲ့ဦးအောင်တောင်းရဲ့သားဦးအောင်တောင်းကဦးတက်ရွှေလက်ထက်မှာသူကယူတန်းကိုပြီးတော့သူကကြံ့ခိုင်ကြံ့ခိုင်ရေးတွေပါလေကိုင်းနောက်ပြီးတော့ဟို ဟိုကြောင်ဆွာအရှင်တွေဘာတွေလုတ်ပြီးတော့ဆွာလုတ်ပြီးတော့ဟိုလူရိုက်တောင်ဆန်းကျူတီတို့ဟိုတပ်ဖို့ပြတ်ဖို့အထိကြိုးစားတဲ့ဟာကနေသူကအရေးယူကမ်းမှာဆိုတော့ယူတန်းကိုပြီးတော့ဒေါအောင်ဆန်းစုကြည် NLD တို့နဲ့တော့ compromise လုပ်တယ်အဲ့တော့မင်းအောင်လည်းဒီမျိုးဆက်ကိုဥအောင်တောင်မျိုးဆက်ကိုသူ့ရဲ့ခင်ချင်းတဲ့တဲ့ကိုဆက်မခေါ်ကြတော့သူကဖြုတ်ထားခဲ့။ Now ရေတပ်ဦးစီးချုပ်တို့လေတပ်ဦးစီးချုပ်တို့ဒါတွေကတော့ ဟိုထုံးတမ်းပဲစစ်တပ်မှာအဆင့်တစ်ခုရောက်ရင်ဒီဒီလူတွေအပေါ်ဆုံးမရောက်တဲ့လူတွေအဲ့တော့သူတို့တွေကိုဖြုတ်ချတာပဲနောက်ရွေးကောက်ပွဲကော်မရှင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကတော့သူကအသက်ကြီးလို့အနာယူခိုင်းလိုက်တာစီမံဘဏ္ဍာဦးဝင်းရှိန်ကြတော့သူကမင်းအောင်လိုက်နဲ့တပတ်ဆင်တယ်နော်သူ့ကိုဒုတိယဝန်ကြီးချုပ်ပေးထားခဲ့တယ်ဒါပေမဲ့သူကစရင်နေအမားအွင့်နေရှိခဲ့တဲ့အတွက်သူ့ကိုဖြုတ်ပလိုက်ပညာရေးဝန်ကြီးဒေါက်တာညွန့်ဖေရကြတော့ဒီစန္ဒန်းအဖြစ်လွာစာရွက်တွေမီးလောင်တဲ့ကိစ္စ နော်အဲ့ဒီကိစ္စနဲ့အဲသူကဖြုတ်ဟိုပြုတ်သွားတယ်ရာဒူးဝင်အဖွဲ့ဥက္ကရာဥအောင်တော်ကကြတော့ဒီ leak ဖြစ်သွားတာပေါ့တကယ်အဲဝန်ထမ်းစည်းင်းနေဟေးရတားဝန်ထမ်းစည်းင်းနေအကုန်လုံးပေါက်ကြားမှုကြောင့်ရာဒူးကနေ အနာဘိတ်ခံလိုက်ရတာပါဇက်ကတော့တော်တော်ရောက်တာပေါ့နော်လူတရောပြီးတော့ဒီအဲဒီစစ်ကောင်စီနမဲနဲ့တာဝန်ယူခဲ့တဲ့အတော်အတွက်မှာလဲရာဒူးအပြောင်းလဲတွေအချိန်ချင်းလုတ်ခဲ့တာရှိတယ်လीအဲ့တုန်းကရောအဲ့တုန်းကသူတွေကရောလက်ရှိ ဘာတွေလုပ်နေကြတယ်ဘာဘယ်တွေရောက်နေကြပြီလဲပြောပြပေးလို့ရအောင်လားရှင်မင်းအောင်လိုင်းရဲ့ဒီစစ်ကောင်စီအနေနဲ့လေနစ်ကွယ်အုတ်ချုပ်တဲ့ကောင်အုတ်ချုပ်ရေးဘက်ကိုပြန်ကြည့်ရင်စစ်ဘက်မပါပဲပေါ့နော်ဒီစစ်ကောင်စီအဖွဲ့ဝင်နဲ့အစိုးရဘက်အရက်ဘက် အပြောင်းရွှေ့လောက်တာအားလုံးမဆက်တကြိမ်ရှိတယ်အဲ့ဒီမှာဟိုတာထွက်ကနေအစအနေပြီးတော့အခုလက်ရှိအထိကတော့ပါတာဆိုလို့တက်ချုပ်မင်းအောင်လိုင်းဒူတက်ချုပ်စိုးဝင်းဗိုလ်ချုပ်ကြီးမြထွန်းဦးဗိုလ်ချုပ်ကြီးတင်အောင်ဆန်း ဒုတိယဗိုလ်ချုပ်ကြီးထွန်းတော်နာရှင်နေကျုပ်ဒေါက်တာအဲဒေါက်တာတီရာဦးဒေါက်တာကန်စောကျမရေးဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းတရားစာတာနဲ့တဘာဝပတ်ဝန်းကျင်ဝန်ကြီးဦးခမောင်ကြီးစစ်မှုဝန်ကြီးဒေါက်တာချာလီတန်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးမြင့်ကြိုင်နော်နောက်တမရာယုံဝန်ကြီးဦးကိုကိုလိုင်အဲနောက်အခုနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ဦးသက်ဆွေပေါ့ဒါတော့မှဦးသက်ဆွေဆိုရင်သူကရာဒူးဝင်ရနေပြီးတော့အာဂတိအာဂရိယမှာနိုင်ငံခြားရေး ဒါဒေါက်တာကန်စောဆိုရင်သူကစင်းစစ်ချုပ်ကနေယင်းနီးမြုံနံမှုနဲ့နိုင်ငံသားစီးပွားဆက်တက်ဆက်သွယ်ရေးဝန်ကြီးဥကုကိုလိုင်းဆိုရင်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆက်သွယ်ရေးဝန်ကြီးကနေပြီးတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကရာယုံနှင့်ဦးမြင့်ကျိုင်ဆိုရင်လည်းသူကလူဝင်မှုကြီးကြပ်ရေးကနေအလုသမားဝန်ကြီးအလုသမားအနေမှာလာဝကဝန်ကြီးဆိုပြီးတော့ပြောင်းသွားဗိုလ်ချုပ်ကြီးအမြထုံးဆိုရင်ကာကွယ်ရေးဝန်ကြီးကဝန်ကြီးဌာနကနေပြီးတော့တည်င်းချက်လက်နဲ့ဆက်သွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီးတောင်ဆန်းဆိုရင်တရင်ချက်လက်နဲ့ဆက်သွယ်ဝင်ကြီးဌာနနဲ့ကာကွယ်ဝင်ကြီးဌာနဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ဆိုရင်နေဆက်ရေးရနဲ့ပြည်ထရေးစသဖြင့်ဝင်ကြီးဌာနတွေသူတို့ကပြောင်းခဲ့ရအဲ့ဒီတဲကမှဟိုတယ်နဲ့ခီးဝင်ကြီးဌာနနဲ့ယာတူးဝင်အဖွဲ့ဥက္ကဋ္ဌဆိုတဲ့ဟာတွေကလေးချိန်တိပြောင်းလဲလုပ်တာတွေ့ရမင်းအွန်လိုင်းကအနာသိမ့်ပြီးနေနောက်ပိုင်းမှာအစိုးရအဖွဲ့တော့သူရဲ့အစိုးရအဖွဲ့ဝင်အများစုကဦးသိန်းစိန်အစိုးရလက်ထက်ကလူတွေကိုဝယ်အများစုပြတ်တုံးတာ အာနာသိမ့်လိုက်တော့သူက NLD လက်ထက်ကလူတွေခေါ်မရတာနော်နောက်ပြီးတော့မခေါ်ချင်တာလေအဲ့ဒါကြောင့်မလို့ဦးသိန်းစိန်လက်ထက်ကလူတွေသူသွားပြီးတော့ပြန်ဆွဲခေါ်ရွေးကော်ဥက္ကရာဦးသိန်းစိုးဘောဘဥက္ကရာဦးဦးတန်းကျင်းနိုင်ငံဝန်ကြီးဦးဝနာမောင်လွင်ဒေါက်တာကန်စောဒေါက်တာဒေါက်တာပွင့်စန်းနဲ့အရင် NLD အစိုးရလက်ထက်အမြဲတမ်းအတွင်းဝင်အဲတာဝန်ယူခဲ့တဲ့ဒေါက်တာတီရာဦးဒေါက်တာတက်ခိုင်ဝင်းဦးမြင့်ကြိုင်တို့လိုလူတွေကိုသူက ်ဝင်ကြီးဌာနဒီဒီမှာနေရာချလိုက်ဒေါက်တာတီရာဦးကသူကတော့အစတော့အာဒါအာဒေါက်ဆန်းစုကြည်အမအမနော်ဒေါက်တာဆန်းစုကြည်ကောင်းတယ်ပြောပြီးတော့နောက်ပိုင်းတော့အာမင်းအောင်လိုင်တစ္ဆာခံမှာမင်းအောင်လိုင်တိတ်ကောင်းတယ်ဆိုတာပြစ်သွားတယ်သူအဲ့ဒါကြောင့်လဲသူကတောက်လျှောက်ပါဦးမြင့်ကြိုင်ကြတော့သူကမင်းအောင်လိုင်အင်းရဲ့တကယ်သူနဲ့သူရောသူမိသားစုရောအော်အင်မတန်မှယဉ်နီးတယ်တိုးတိုးတိတ်တိတ်မင်းအောင်လိုင်တိုးတိုးတိတ်တိတ်ခိုင်းလို့ရတဲ့ကိစ္စတွေပေါ့လေရုရှားပြန် အဲဒူဘိုမူကြီးကျော်စောရကျော်စောရရဲ့အဖေဖြစ်တာကြောင့်မလို့သူကဒါအစိုးရဖွဲ့ထဲမှာပြောရင်တော့မျက်စိနာတစ်ခုပဲအစိုးရဖွဲ့ထဲမှာ NLD ကထုတ်ခံလိုက်ရလို့ဒေါ်ဆန်းစုကြည်ကိုခါခါတီးတီးမုံကြတဲ့ဦးသိန်းညွန့်ဦးခမောင်ဆွေတို့ဒေါက်တာတသက်ခိုင်တို့သူကဝန်ကြီးတနေရာစစ်ကောင်စီဘက်ဝင်နေပြီပြောရရင်တော့အဲ့ဒီလူတွေကပဲကိုချင်မီတို့ကိုဖြိုးစေရတော်တို့ဒါကြိုးပေးဖို့တွန်းခဲ့တဲ့သူတွေပြော သူတို့ဒီလားဆိုတော့ပညာရှင်တွေရှိပါပါပါတယ်ပညာရှင်တွေထဲမှာဒေါက်တာမောင်မောင်နိုင်ဦးတီထုဦးတို့သူကဝင်ကြီးယာတူးတွေပေးတယ်။နောက်နေပြီးတော့ကောင်စီဥက္ကဋ္ဌဦးမောင်ကိုတို့လိုစီးပွားရေးလုပ်ငန်းရှင်တွေကိုဝင်ကြီးချုပ်ယာတူးပေးတာရှိစစ်ကောင်စီမှာရောကက်ဘိနက်မှာရောတိုင်းသားပါတီတွေကိုအဲဟိုသူကအာခေါ်ခေါ်ထည့်တာပဲ။ဘာဖြစ်လို့လဲသူရဲ့အဲဆက်တပ်တဲမှာတိုင်းသားတွေပါတယ်ဆိုတာပြောရအောင်ဟိုဟိုတိုင်းသားဝတ်စုံတွေပြကြတယ် ဒေါက်တာပညာအောင်မိုးဒေါ်အင်းနုစိန်ပိုးရက်အောင်သိန်းခွန်ဆန်လွင်ဂျပန်နော်တောင်ဦးမောင်ဟာဦးဆိုင်လုံဆိုင်ဦးစောထွန်အောင်မြင့်တို့ကိုသူထည့်စစ်ကောင်စီတဲကိုထည့်ခဲ့ဒါမဲ့နောက်ပိုင်းမှာဦးသိန်းညွန့်ဦးကမောင်ဆွေတို့ဒေါ်အင်းနုစိန်စောဒန်နီယယ်ဒေါက်တာပညာအောင်မိုးဦးရွှေကျင်းတို့ကိုသူကဗဟုအကြံပေးဆိုပြီးတော့ကြောင်းထိုးလိုက်တယ်အဲ့ဒီဗဟုအကြံပေးတောင်မှမထားပဲနဲ့ဖြုတ်လိုက်တဲ့လူတွေလည်းရှိတယ် ဥပမာအာရရဥမောင်ကိုကိုမန္လီတိုင်းဝန်ကြီးချုပ်ကနေပြီးတော့သူကစစ်ကောင်စီအပွဲဝင်နဲ့ပထမထားပေးမယ်နောက်ပိုင်းမှာတော့လုံးဝအနာပေးလိုက်ဒေါက်တာမောင်မောင်နိုင်ဆိုရင်အရင်ကနေပြီးတော့ကောင်စီဥက္ကဋ္ဌကနေရာထူးဝင်အဖွဲ့ဥက္ကဋ္ဌအဲ့ဒီကနေမှပို့ချံပေးရောက်သွားတော့ဥဝနာမောင်လို့ဆိုရင်နိုင်ငံိုင်းဝန်ကြီးရနေပြီးတော့စစ်ကောင်စီအပွဲဝင်နောက်အခုအစ်စ်ဖွဲ့တဲ့အကြံပေးမှပါသွားတယ်အဲ့ဒီနောက်မှာနေရာပေးတဲ့ဒေါ်တွဲဘူးတို့ ဒေါက်တာမူဒန်းတို့စစ်ကောင်စီတက်တန်းတဝက်2023လောက်မှာမှာပါလာတဲ့လူတွေစစ်ကောင်စီတဲ့အဲရောက်လာတဲ့လူတွေကအခုတော့အကြံပေးအဖွဲ့တွေရောက်သွားပြီးတော့အကုန်လုံးဘေးကန့်ခံရတော့တာပါပဲနောက်တစ်ခုကဒီအဲဆဲလ်စုကဒီမျိုးပေါင်း63ခုကိုရက်60အုပ်ချုပ်ရေးစေအုပ်ချုပ်ရေးကြီးညာထားတာရှိရပါတော့ဒါကအဲပြောရမယ်ဆိုလို့ရှိရင်ရွှေကောက်ပွဲကာလနဲ့လဲချိန်သားကြိုက်ထားတဲ့လူဖြစ်နေရလေ ပြီးတော့ဒီမြို့တွေထဲကလည်းရသလောက်ပြန်ယူတိုက်နိုင်တယ်ဆိုပြီးတော့လည်းခံမှန်းကြပြောဆိုကြတာလည်းရှိရပါတော့เนาะအဆိုတော့ဒီစုပ်စုကဒီမြို့တွေကိုရွှေကောက်ပွဲမတိုင်းမီပေါ့ဒီပြန်သိမ်းနိုင်မလားအပြီးတော့ဒီမြို့တွေပေါ်မှာရွှေကောက်ပွဲလှုပ်လာနိုင်မလားပေါ့เนาะအခြေလေးဘယ်လိုမျိုးဆက်ရှိလာနိုင်မလဲရှင်အဲ့တော့63မြို့နယ်ကိုကြည့်ရင်ကချင်ပြည်နယ်တွေက KIA သိမ်းထားတဲ့9မြို့နယ်ကရင်ပြည်နယ်ကကရင်တပ်တွေသိမ်းထားတဲ့3မြို့နယ်ကရင်ပြည်နယ်တွေက2မြို့နယ် ချင်းပြည်နယ်တွေက9မြို့နယ်၊သခိုင်းတိုင်းဒေသကြီးက6မြို့နယ်၊မကွေးတိုင်းဒေသကြီးက9မြို့နယ်၊မန္တလေးတိုင်းဒေသကြီးက3မြို့နယ်၊ရခိုင်ပြည်နယ်တွေကအရခတ်တပ်တော်တင်ထားတဲ့14မြို့နယ်နဲ့ရှမ်းပြည်နယ်တွေက15မြို့ပါ။အဲ့တော့ဒီအရေးပေါ်ကြီးညာချက်ထုတ်လိုက်တဲ့မြို့အများစုကစစ်တပ်ကလက်လွတ်ထားရတဲ့နယ်မြေအများစုဖြစ်ပြီးတော့ တိုက်ပွဲလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ UWSA ထိန်းချုပ်ထားတဲ့ Open နဲ့ Myla အဖွဲ့ NDAA ထိန်းချုပ်ထားတဲ့ Myla မြို့တွေကိုလည်းထည့်သွင်းထားတာတွေ့ရတယ်။တဘောကတော့အောက်ထစ်ပြောလို့ရတာဒူဒီယာတွေကဒီမြို့တွေကလက်လောမှာအဆုံးတွတ်ထားတဲ့မြို့တွေဒါမှမဟုတ်ရင်ရွေးကောက်ပွဲမလုံနိုင်ဘူးလို့တွတ်ထားတဲ့မြို့မြန်မာမှာမြို့နယ်ပေါင်းက330ရှိတာမလို့ရွေးကောက်ပွဲကော်မရှင်ကပြီးခဲ့တဲ့လပိုင်းက ကြီးညာတဲ့အထက်မှာမြို့နယ်ပေါင်း268မြို့နယ်မှာရွက်ကောက်ပွဲကျင်းပမယ်လို့ဆိုတဲ့အခါကျတော့ဒီ63မြို့နယ်မှာပါတဲ့အချက်နဲ့သွားတိုက်ဆိုင်တယ်။နောက်အရေးပေါ်အခြေအနေကြီးညာလိုက်တာကလည်းတမတ်ကာလရက်60ပြစ်တော့ဒါကအော်တိုဘာလကိုစစ်ကောင်စီရဲ့ရွက်ကောက်ပွဲမှာပါမဲ့ပါတီတွေမဲဆွဲချိန်နဲ့တိုက်ဆိုင်တယ်။သေချာတာတခုကတော့စစ်အုပ်ချုပ်ရေးကြီးညာလိုက်တဲ့မြို့နယ်တွေကပြောရရင်အမဲရောင်အဆင့်တတ်မှတ်တာတော့မထင်မထင်သလိုသူတို့တာချင်းပြချင်းတဲ့တွေ့တယ် လူတို့တတ်နိုင်ဖြတ်နိုင်တဲ့လူတွေတတ်တာပြတာတွေလုပ်ပြီးလုပ်ပြီးဟိုလောက်တာကိုပို့ပြီးတော့တွေ့ရမယ် data ဒါပေမဲ့ခုနပြောတဲ့ဝါရုမိုင်းလာတို့ data ဘယ်လိုသွားပြီးတော့စစ်တိုက်မလဲသူကတော့စစ်တိုက်လို့ရတဲ့နေရာတွေပဲတိုက်ပါဘူးအဲ့ဒီမှာမှအေးအေးသိမ်းထားတဲ့ရခိုင်ပြည်နယ်တွေကမြို့နယ်14ခုချင်းပြည်နယ်တွေကမြို့နယ်9ခုနဲ့ KIA သိမ်းထားတဲ့မြို့နယ်9ခုကသူပြန်တိုက်ဖို့ကအတော့အတော်ခက်ခဲမှာတချို့မြို့နယ်တွေတော့ရှိပါရှမ်းမြောက်ကတိမ်တီကြောင်မဲတီဘောတို့လိုမြို့နယ်တွေ နော်ဒါတွေကတော့တယုံရဲ့ဖီအား နောက်ပြီးတော့သူ့ရဲ့ထောင်ချီစစ်ချောင်းတွေဒိုးပြီးတော့သူရတာရတဲ့လောက်ပြန်ယူမဲ့ဟာအဲဒါကြောင့်စစ်ကောင်စီရဲ့ပြစ်မှတ်ကိုတွေ့လို့ရှင် ရှမ်းမြောက်ကမြို့နယ်တချို့ရဲ့နော်နောက်အမိုးကုတ်လိုနေရာမျိုးရဲ့ဗမာနယ်မြေလိုတတ်မှတ်ထားတဲ့သခိုင်းမကွေးနဲ့မန္လေးတိုင်းနေရာမျိုးတွေနောက်ပဲခူးတိုင်းနေရာနယ်တွေဖြစ်ဖို့များတယ်စျေးချိုးကြီးကျင်ညာပြီးတဲ့နောက်မှာဒီပလဲမြို့နယ်တွေက ဟိုစစ်ကောင်စီစစ်ကြောင်းတွေထိုးလာတာတွေ့ရတာဒါကြောင့်လည်းဒီလိုမျိုးဆက်ဆက်ပြီးတော့ပြောတာဒါမဲ့ तू ကအလုံးစုံထိန်းချုပ်ဖို့တော့မလွယ်ပါဘူးစကိုင်းနိုင်တဲ့ကောလင်းကနီတပည့်ရင်းတို့ဆိုရင် तू ကပြန်ရသွားပြီမဲ့မြို့နယ်တစ်ခုလုံးပြန်မထိန်းနိုင်တာမျိုးဖြစ်သလိုထိကြိုက်ဆိုရင်လည်း contested ပေါ့နှစ်ဖက်အားပြိုင်နေတဲ့အာနာလီယာနဲ့ဖြစ်နေတဲ့အနေဒါမကွေးတိုင်းကစော့ထီလင်းပေါ့မြိုင်နဲ့ရေစကြိုမျိုးတွေမှာလည်း PDF က PDF နဲ့မြေကအရန်ကျယ်ပြီးတော့အဖွဲတွေကလည်းဘောင်းဆောင်ဖြစ်နေတော့စစ်ကောင်စီကမြေပြင်စစ်ကြောင်းကြီးတွေထိုးလို့ရှိရင်အနေရောရှိတယ်ဒါပေမဲ့အဲ့လောက်မှမထိုးနိုင်ရင်တော့သူပြန်ပြီးတော့ပြ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 ထိနိုင်မှုခက်ပါတယ်နောက်တစ်ချက်ကစစ်ကောင်စီကစစ်ကြောကြီးမကြညာပေမဲ့ထိချုပ်လို့မရသေးတဲ့ပကိုးတိုင်းအရှိကြတဲ့နောက်ချမ်းမှာရှိတဲ့ရိုးမနဲ့ထိဆက်နေတဲ့မြို့တွေမှာတိုက်ပွဲတွေဆက်ရှိနေတော့အဲ့ဒီမှာလဲစစ်ကောင်စီတပ်ဖွဲ့တွေ တက်လာပြီးပြန်ဆိုးရတာတွေလည်းခဏခဏကြုံနေတယ်ပြောရရင်တော့အော်စစ်ကရှေ့တိုးလိုက်နောက်ဆုတ်လိုက်အဲ့လိုမျိုးတွေဖြစ်အလားတူပဲဆေးချုပ်ရည်တွေမပါပေမဲ့ကချင်ပြည်နယ်ဖားကန်နော်ကရင်ကြီးကဒီမော့ဆိုဖရူဆိုအရာဝီတိုင်းကရေကြီးလေးမျက်နှာမန္တလေးတိုင်းကနှထိုးကြီးတောင်သာတို့ဆိုရင်လေဒီစစ်တပ်အနေနဲ့ထိန်ချုပ်ဖို့ခက်နေတော့အဲ့ဒီတော့အခုထုတ်ပြန်လိုက်တဲ့63မြို့တွေက9မြို့နယ်လောက်ထိုက်ရတယ်ဆိုအောင်တော့ မပါတဲ့မြို့နယ်တွေရှိသေးတာကြောင့်ဒီမင်းအောင်လိုင်တို့အနေနဲ့ရွေးကောက်ပွဲကျင်းပနိုင်တဲ့မြို့နယ်ရေတက်ကတော့တိတ်ပြီးတော့ထူးထူးခြားခြားတိုးလာဖို့မရှိဘူး။ဒါပေမဲ့ကျွန်တော်ဟိုရင်လည်းခောက်ခောက်ပြောလို့ तू ကတော့ရားတလောက်နဲ့မဲလာထဲတလောက်နဲ့လှုပ်သွားမဲ့အနေထားတော့ရှိနေတာပဲ။ तू ကတော့တရားမျှတမှုလို့လွတ်လပ်မှုလို့ဟိုတကယ်တမ်းကယူဆိုင်တာမှမဟုတ်ပဲ။ဒီနောက်တစ်ခုကဒီ ဒီလေးနှစ်အတွင်းမှာပေါ့နော်ပြိပခဒေတာတွေမှာဘုံကျဲဖြက်စီးတာတွေအများကြီးရှိကြတာပေါ့လေအဲဆိုတော့အဲ့ဒီထဲမှာပြန်ကြည့်မယ်ဆိုလို့ရှင်ဆုံးရှုံးမှုတိတာတဲ့ဖြစ်ရက်တွေဘယ်နှခုရှိမလဲပေါ့နော်ပြီးတော့ဒီမြို့ထဲမှာဆိုလို့ရှင်လဲဒီစစ်မှုတန်းဥပဒေနဲ့ပေါ်တာတွေပြီးတော့ဒီကုံစီနှုံးတွေကြောက်ပေါ့နော်လူတွေလဲတော်တော်လေးကို ကြောင်ချောက်ချားဖြစ်နေကြတာရှိရယ်ဆိုတော့ဒီမျိုးပေါ်ဒေတာတွေမှာရောအုတ်ချုပ်ရေးပိုင်းအခြေအနေဘယ်လိုရှိသလဲပေါ့နော်အာပြီးတော့ဒီလေးနှစ်အတွင်းမှာဒီစစ်ကောင်စီရဲ့စီမံခန့်ခွဲမှုအခြေအနေကဘယ်လိုရှိသလဲပြောပြပေးပါဦးရှင်ဒီစစ်တပ်ရဲ့အဲသဘောထားကြည့်ရအောင်2023ခုနှစ်ဒီဇင်ဘာအလဒီ2029စစ်စင်ရေးဟေးကတကယ်ကိုပြင်းထန်ပြီးတော့เนาะသူတို့တွေစစ်ရှုံးနေတဲ့အချိန်မှာသူတို့ရဲ့ငြိမ်းချမ်းရေးနဲ့ညှိနှိုင်းရေးကော်မတီ NSPNC ရဲ့ အတွင်ရေမူဒုတိယပို့ချုပ်ကြီးမင်းနိုင်ဟာကိုမင်းမျိုးမှာညီနောင်မဟာမိတ်တုံးမိတ်တုံးဘွဲ့နဲ့ဆွေးနွေးတော့သူပြောတဲ့ဟာပေါ့ဒီမျိုးတွေကိုစည်ရေးအရသူလက်လွတ်လိုက်ရရင်တော့မျိုးဖြစ်ပြမယ်ဆိုတဲ့စိတ်เนาะအုတ်ချုပ်ရေးလုံးလို့မရအောင်စစ်တပ်ကလက်နက်စမ်းတွေတုံးပြီးဒီကြောင်တိုက်ခိုက်မှုတွေလုပ်မယ်ဆိုတာပြောရတကယ်လဲသူတို့စည်ရေးချင်နေမလာတာ ਨੇ အဲ့ဒီမျိုးတွေကိုအဆက်မပြတ်ပုံကျဲတာ နောက်အများပြည်သူအရက်သားတွေပြစ်မှတ်ထားတယ်ဈေးယုံတွေကြောင်းတွေဈေးတွေဘာသာရေးစောင့်တွေရွေးပြီးတော့မီလောင်မုံတွေကျဲတာလက်နက်ကြီးတွေဖြစ်တာဒရုန်းတွေနဲ့လေယာဉ်တွေနဲ့အဲပြစ်ခတ်တိုက်ခိုက်တာဒါမျိုးတွေသူတို့လုပ်ခဲ့ဒါသူတို့ရဲ့စစ်လော်ဘီတွေကပြောတဲ့စကားစစ်တပ်ထောက်ခံတွေရတယ်စစ်ကိုကိုရင်စစ်လာတာပဲဒါဘယ်ယာမအကောင်းတိုင်းခြံခဲ့မှာမဟုတ်ဘူးဆိုတာမျိုးเนาะဒါဘီတီကကရင်နီဘက်မှာဆိုရင်လိုက်ကောဆိုရင်ရက်ွက်နှစ်ခုလောက်က ရက်ွက်နှစ်ခုလောက်ပဲအကောင်းတိုင်းကြံပြီးတော့ရက်ွက်တွေပျက်စီးတာပြန်နေနေတဲ့ရက်ွက်တွေဆိုလုံးလုံးပျက်စီးအရင်မြို့လယ်စီကားတဲ့နေရာတွေတော့အဆောက်အဦတွေပြက်တင်နေပြည့်ဒီမော့ဆိုမဲဆက်မြို့တွေမှာဆိုရင်ဈေးဆိုင်တော့မရှိတော့တဲ့အထိပြက်သွားအလားတူရခိုင်ပြည်နယ်တွေကပေါတော့တန်တွဲမြောက်ဦးတို့ဆိုရင်လည်းနေရာသုံးနီးပါးပြက်သွားတဲ့အချိန်တော်လိုင်းရေးပွဲတွေတဲရောက်ပြီးမှစစ်တပ်ကပြန်သိမ်းလိုက်နိုင်တဲ့မိုးမိတ်တို့ထန်တလန်တို့ဆိုရင် စစ်တပ်ကအရတားတွေရှိတဲ့နေရာတွေကိုပြင်းထန်ထားတိုက်ခိုက်တာကြောင့်မလို့မြို့ထဲမှာအပုံနဲ့နေတော့ထွက်တဲ့အထိဖြစ်ဤဤအောက်ဖွဲ့ရောနော်ဒေါ်လာရင်းဖွဲ့တွေနဲ့ဒီစစ်ကောင်စီကြားတိုက်ပွဲတွေအဲကြောင့်အဲ့ဒီဒေသမှာနေထိုင်တဲ့လူတို့ရဲ့အသက်အိုးအိမ်စီစဉ်ဆုံးရှုံးမှုကလည်းဒါကြီးတယ်ဒါနော်ဒါအပြင်ပဲစစ်တပ်ကနေပြီးတော့နေအိမ်တွေမီရှိုတာစစ်ကြောင်းထိုးလို့မပြေးနိုင် လူစင်မမီအောင်သူနှိပ်စက်ခံရတာတွေရှိတယ်တပ်ဖြတ်ခံရတာတွေဖြစ်အဲ့တော့လူတို့ကစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေခံစားဒါဆိုရင်စစ်ပွဲမဖြစ်တဲ့ဒေသတွေမှာဩစစ်ပွဲမဖြစ်တဲ့ဒေသတွေမှာဆိုရင်လည်း2024ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းစစ်မှုထမ်းဥပဒေထွက်လာပြီးတဲ့နောက်ပိုင်းတွေကမြို့တွေတိုင်းမှာအုပ်ကြီးတွေပြူစောတွေနဲ့အဲဒီ ဒီစစ်တပ်ရဲ့ဩဇာကစစ်တပ်ရဲ့လုပ်ရတရားစိုးရလာတာလူတို့ကတော့ချက်ချင်းနဲ့ချက်တည်းလိုပဲစင်မူတာမလိုက်ခြင်းနဲ့လူငယ်တွေအိမ်ကဒါအုပ်ကြီးတွေဆိုရင် CEO သူကပတ်စံထိုးကစက်ကြီးပေးရတယ်လို့ပဲပတ်စံရှိရင်ရှိတဲ့အလျောက်ပေးရမျိုးကြီးတွေမှာညဘက်ထွက်တဲ့သူတွေဒါမျက်နှာမွေးလူငယ်တွေဆိုရင်အဆွဲခံရတာရန်ကုန်မန္တလေးတို့မှာဆိုတာလမ်းမာနေမယ် တရင်စားနာပြောက်ပြီးတော့ဖန်ခံရနိုင်တဲ့ဒီဖြစ် night club တဲ့ဘာတက်တဲ့တကယ်လူတန်းစားကတော့သူတို့အတိုင်းဝန်းနဲ့ဆက်ဆံနေတော့သူကလွတ်နေမျိုးတချို့မှာဆိုရင် လာလေတဲ့လူစိမ်းလူငယ်တွေဆို အတင်းစစ်မှုတာဟောကားပေါ်ဆွဲတင်သွားနောက်မလိုင်းလုံးမျိုးမှာဆိုရင်စစ်မှုတာမဟုတ်ဝင်အိမ်ချံဝင်းတဲ့မှာဝင်ဆဲတော့အိမ်ထဲကနေအိမ်ပြင်မထွက်ရတဲ့အထိကိုဖြစ်တချို့မျိုးတွေမှာတော့တမျိုးဗျစစ်မှုတာလာရင်30 80ဒါစသဖြင့်နေကန်တွေကစုပေးလိုက်ကြတဲ့ခါကြတော့ စင်းရတဲ့မိသားစုတွေနဲ့စင်မူတန်းလိုက်သွားတာမျိုးလောက်ကြတာရှိတယ်တန်းစီနေတာမျိုးတော့ရှိတယ်ပြီးတော့မှသူကထွက်ပြေးမယ်ဆိုတဲ့ဟာပါတာပေါ့နော်ဒီတိုင်းရှောင်လွဲလို့မရတော့ဒီလိုမျိုးရွေးချယ်တယ်ဆိုတဲ့ဟာမျိုးလည်းရှိဒါမဲ့ဂျေဘူးကအဖြစ်နိုင်ရှင်ပြောရင်ရန်ကုန်နေပြီးတော့နဲ့မန္တလေးလိုမျိုးတွေကစစ်ပွဲတွေနဲ့ကင်းကွာနေတဲ့အခါကျတော့ဟိုစစ်ဖြစ်တဲ့ဒေသစစ်ရှောင်တွေအေဒီကိုရောက်လာပြီးတော့မိသားစုလိုက်ပြောင်းကြတာ အဲ့ဒီလူတွေကလည်းဒါအိမ်ဇေငောင်းတို့ယာငောင်းတို့အုပ်ကြီးတွေကနေစစ်တပ်ကစစ်ဆေးပြီးတော့မှနေခွင့်ရတယ်။ဒါပေမဲ့အဲ့လိုမျိုးကြီးတွေနေနိုင်တယ်ပြောင်းနိုင်တယ်ဆိုတဲ့လူတွေကအထိုက်လျောက်တတ်နိုင်တဲ့သူတွေပေါ့ဗျာ။နိုင်ငံအဝန်ပြောလို့ရှိရင်ဒီလင်းနစ်ကျော်အလင်းနစ်ကွဲကာလမှာမြန်မာပြည်မှာလူသတ်မှုလူရဲမှုဓမြမှုပြန်မွေးဆွဲမှုခိုးမှုမူရေးဆေးဝါးမှု ရာဇဝတ်မှုအထူးပြောမှု အိမ်မတန်မှဆိုးသွားပြီးတော့တရားဥပဒေဆိုဆိုမမှုဆိုတာကင်းမဲ့ပါအခုအကရန်ကုန်မှာလူတိုင်းကလမ်းမော်ထွက်ရင်အိတ်ကလေးတွေရှေ့လွဲလို့အလွတ်မပေးရဘူးเนาะလူကမှာဆိုလို့မန်းလေးဆိုရင်စိုက်ကယ်စီးရတာကိုပျောက်ပျောက်မစီးရနိုင်ငံသားတွေရဲ့ဝင်ငွေကအရှိတောင်အာရှနိုင်ငံတွေထဲမှာတူးချင်းဝင်ငွေအ ਨੇ ဆုံးဖြစ်တယ်အဲ့မှာရာဇဝတ်မှုအထူပြောဆုံးနဲ့မလုံခြုံမှုတွေမှာလည်းအဆိုးဆုံးပဲမျိုးနေလူတန်းသားကလည်း မိမလာတာရေပြတ်တာကုံစင်းလုံးကြီးတာဒါတွေနဲ့လုံးချလဲလိုက်ယူနီဆက်ရဲ့ထုတ်ပြန်ကြေးရာကြောင်းပြင်ပါရောက်ကလေးဦးရ3.8တန်းဝေါ်ပိုင်းရဲ့ထုတ်ပြန်ကြေးရာစင်ရမြင့်အောက်ရောက်သွားတဲ့အရေးတွေက31တန်းကုလသမဂ WFP ရဲ့ထုတ်ပြန်ကြေးအရငမမှုတံကိုခံစားနေတဲ့နေ့တသမ3တန်း UNODC ရဲ့ထုတ်ပြန်ကြေးအရအာဖဂန်နစ္စတန်ကိုကျော်ပြီးတော့ဗိမ်းများသုံးထုတ်လုပ်တဲ့ နော်မွေးစရာတော့ဘလောက်ပေါ်တယ်ဆိုတာမပြောနဲ့ဟိုက်ကန်ဒီအာကီအရှူတာတွေဒါတွေကလုံးဝကိုလျှို့ဝှက်ချက်မဟုတ်တော့အရန်ကုန်မှာတောင်းကြလာလို့ဒီကမြို့မှာပေါ်ထောတာပဲအဲ့တော့ဒါပေမဲ့မင်းအောင်လိုင်ကတော့ပြောတာသူ့ရဲ့လက်ထက်မှာစီးပွားတိုးတက်မှုနှောင်းက NLD ဆိုရတဲ့တာပြီးတော့နေရာကန်လုံးရှိတယ်ဆိုတာမျိုးသူကအဲ့လိုတွေပြောလူတွေကနောက်နေ့တရင်နေထွက်လို့ရှိရင်အဲ့ဒါအာတရင်နေမှာကောမန်ပေါင်းတုံးနဲ့ဟာသားတွေလို့ဝိုင်းဆဲကြနော် မယောင်လိုင်ရဲ့ပြောတဲ့ဟာတွေကိုသူရဲ့အဲစစ်ကောင်ဒီစစ်တပ်ထိတ်ကြုံထားတဲ့မီဒီယာတွေလော်ဘီတွေဒါတွေကစောင်းပြီးပြောတာဒါပေမဲ့ဘလူးမှအဲလူရတိုင်းမဟုတ်တဲ့ရဆိုတဲ့ဟာပြောနေကြတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့မယောင်လိုင်ကဥပရိယုတ်ကလည်းညံ့စိတ်ထားကလည်းယုတ်တော့ပြောရရင်တိုင်းပြည်ဖြစ်တာတိုင်းပြည်ပြည်ဖြစ်တာတော်တော်လေးထိရောက်သွားတယ်အတော်လေးကိုပြတ်သွားတယ်ဒါကြောင့်လေမြမသမိုင်းမှာ ဒီလောက်အဆဲခံရတဲ့သူ လူအကြားထဲမှာလူအုပ်ကြားထဲမှာပြောင်ပြောင်တင်းတင်းအဆဲခံရတဲ့လူဖြစ်တာလို့ကျွန်တော်တို့တွေးမိတာပဲဗျာဒီအာနာသိပြီးတော့ကောင်စီဖွဲ့ပြီးနိုင်ငံကိုဖျက်ဆီးပြီးတော့အခုကော်မရှင်ဖွဲ့ပြီးတော့ဆက်ဖျက်ဆီးမှုစူးစမ်းနေတာလောက်ပဲရှိမှထင်တယ်ဗောလေဆိုတော့ဆရာဒီတစ်ပတ်အပြောနေရလဲအချိန်ပြည့်နေပြီဆိုတော့ဒီမှာပဲညှနာလိုက်ချင်ပါတယ်ရှင် you လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။